အလုံးမဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ပွဲပြီးသုံးသက်ချက်ကိုတော့ဒီအချိန်မှတင်ပေးရတော့နားလေပါဒါကျွန်တော်ရှေ့ကဗီဒီယိုနဲ့လည်းလီခွာတင်ရတာပြောဒါပေမဲ့အရေးကြီးတာကကျွန်တော်တို့အနှစ်သာရပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါခင်ဗျားတို့ရည်ရတယ်ကျွန်တော်တခုပြပြပေါ့နော်ဒါကျွန်တော်ပွဲမစခင်မှာဒါကျွန်တော်တို့အဲ Sky Sport ကကျွန်တော်ကြည့်တဲ့ channel ကနေတို့ရတာအင်္ဂလိပ်တန်နဲ့ဆိုတော့ဒါကျွန်တော်တို့ကရှင်းပြရပေါ့ဒါ Chelsea ရတာပါဖြစ်တယ်ညာဖြစ်တယ်ပေါ့နော် ဒီကွေးလက်တိုင်းကအသက်ထင်ပါလေဒါကျွန်တော်တို့တခါပါတော့တောင်းတော့နာမည်ကလည်းအဆန်းပြအန်ဒရူးကစ်ချင်းနော်ဟာအဲ့ဒါကိုကျွန်တော်တို့ Sky Sport ကကွန်မန်တီတာတွေကဝိုင်းနောက်တယ်ဗောနော်ဟာဒီဘဲနာမည်အဆန်းပါလားဗောနော်ကစ်ချင်းဗောနော်ဒါကျွန်တော်တို့ပြီးဖို့ကြောင်ပေါ့ဗျာအင်္ဂလိပ်လိုပြောမှမဟုတ်ပြန်ပါလို့ပြောရမယ်ဆိုအန်ဒရူးရဲ့ဒါကျွန်တော်ပြီးဖို့ကြောင်ပေါ့စားပွဲဆိုပြီးဖို့ကြောင်ပေါ့အဲ့တော့အန်ဒရူးကစ်ချင်းဆိုတော့ဒီဘဲဒါအသက်လားမသိဘူးအဲ့တော့အရှိန်မှ Stamford Bridge မှာတော့ Chelsea ကဒီနေ့ပွဲစဉ်မှာကျန်တဲ့အသင်းတွေဒါအမှတ်ရမှုကိုအကောင်းဆုံးအခွင့်ကောင်းယူနိုင်ခဲ့တယ်တကယ်ကိုကောင်းမွန်တဲ့ဒါကျွန်တော်တို့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး Chelsea အသင်းတွေ င်းတန်းစင်းစုံနာကအသင်းကိုတန်းစင်းစုံနာကအသင်းပုံစံမျိုးကောင်းကောင်းကြီး treat လုပ်နိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်နေနေမြင်တယ်။တပွဲလုံးတိုင်းတာမှာ Chelsea အသင်းကပဲစိုးမှုပါတယ်။ဒါကျွန်တော်တို့လက်ရှိမှာတကယ်ကိုဒါကျွန်တော် Chelsea အသင်းနေနေဒီနေ့ပွဲစဉ်မှာသူတို့ဘာလုံးနိုင်လဲဆိုတာဆက်လက်ပြီးပြသခဲ့။ကျွန်တော်ပွဲကြိုသုံးသပ်ချက်မှာပြောခဲ့တယ်လို့ပဲဒီနေ့ပွဲစဉ်မှာဒါအာလာဟန်ဒူဂါနာချိုကိုပွဲထုတ်လာခဲ့မယ်ဆိုရင်တော့ဟူးအသင်းကိုကောင်းကောင်းကြီးဒါဒုက္ခပေးနိုင်မယ်လို့ကျွန်တော်နေနေဒါပြောခဲ့တယ်။အဓိကတော့ဒီနေ့မှာဒါ ကျွန်တော်လည်းတိုက်တကယ်ကနားလေလို့တော့မဟုတ်ပေမဲ့ဒါဟူဗသင်းနဲ့တွက်ပြီဆိုရင်ကာနာချိုကတယောက်ကအမြဲတမ်းတလူသူ့ရဲ့ဒါ favorite အသင်းလို့တော့ပြောလို့ရတယ်ဟူဗသင်းနဲ့ပတ်သက်ပြီးဆိုတာကာနာချိုတယောက် performance ဘိုင်းကအမြဲတမ်းတွက်ဒီနေ့ပွဲစဉ်မှာ Chelsea အသင်းနဲ့အသင်းလုံးအားဖြင့်ကြည့်မယ်ဆိုရင် performance ဘိုင်းကအရန်ကောင်းခဲ့တာတွေ့ရမယ်တော့အနားကျွန်တော်ဒါကျွန်တော်ရှေ့က Tottenham Hotspur အသင်းတွေကတွေ့ခဲ့တယ်ဒါကျွန်တော်တို့ cancel ဘိုင်းနဲ့ဒါ ကိုသမားကိုထပ်ပြီးတွေ့ခဲ့ရတယ်။ဒီနေ့ပွဲစမှာဒါကျွန်တော်ဒီပြအနေနဲ့ VC ရင်းကိုဒါကျွန်တော်တို့အနားပေးထားခဲ့ပြီးတော့ဒါကျွန်တော်တို့ကွင်းလယ်ပိုင်းမှာကွင်းလယ်ပိုင်းပုံစံပြီးနဲ့ထွက်လာခဲ့ Inverted Banya Thousand မလို့တော့ VC ရင်းကိုဒါကျွန်တော်နားခွင့်ပေးပြီးတော့ Cucurella နဲ့ဒါကျွန်တော် Gusto နဲ့နှစ်ယောက်ကိုဒါကျွန်တော် Fullback ပုံစံမျိုးထားတယ်။ဒီပြရတာခုနကပြောသလို Enzo Morales ကကသူ့တော်ပြီဆိုရင်တော်တော်လေးကိုတော်တယ်ဆိုတဲ့အကြောင်းကဒီနေ့ပွဲစမှာထပ်ပြီးတွေ့ရတယ်။ဒီနေ့ပွဲစမှာ Wolf အသင်းရဲ့ခန်းစစ်9ယောက်တန်းကဒီနေ့ပွဲစမှာခန်းစစ်ကြီးပဲအထိုင်ဆော့မယ်ဆိုသူ့အနေနဲ့လောကတွတ်ထားပုံရတယ်။ Wolf အသင်းရဲ့လက်ရှိလက်ထောက်နီးပြဒါကျွန်တော်ယာယီနီးပြဖြစ်တဲ့နီးပြအနေနဲ့ဒါ ဝူဖ်တော်တော်ချက်ဆီအသင်းကိုလာရတယ်ဆိုတာသူတို့နည်းမရှုံးမှုလာခဲ့တဲ့ပုံစံမျိုးတွေ့ရမှာအဲ့တော့ပြောချင်တာကရှင်းတယ်ဒါချက်ဆီကိုကြောက်တယ်ရှင်းတယ်အဲ့ဒီအရှင်ကိုချက်ဆီအသင်းကယူပြီးကြိုးတယ်ဘာလို့ဘယ်လိုကြိုးလဲအဓိကကတော့ခုနကပြောသဖြင့်ဖူဘက်တွေကိုဒီနေ့ပွဲစဉ်မှာ flying ဖူဘက်အနေနဲ့ပို့ပြီးတွေ့ရပြီးဒါ overlap brand တွေကိုအသေးကြီးတွေ့ရတယ်ကကူရဲသားတို့ကောင်မျိုးကခန္ဓာချူကိုနောက်ကနေပြောဒါကျွန်တော်တောက်ရှော့ supporting ပေးတဲ့ brand တွေကိုလည်းတောက်ရှော့တွေ့ခဲ့ခန္ဓာချူကိုယ်တိုင်ကလည်းဒီနေ့ပွဲစဉ်မှာသူ့ရဲ့ဒါကျွန်တော် form တစ်ခုအသေးချာတွေ့တော့ခဲ့တွေ့ရမှာအဲ့တော့ခန္ဓာချူကိုလက်ရှိမှာဒါကျွန်တော်တို့ Anzo Morales ကသာခေါင်းမမာပဲသုံးမယ်ဆိုရင်ဘလို့ရလက်တွေရမလဲဆိုတာက ဒီလိုမျိုးပွဲစဉ်ကအဖြစ်တခုလို့ပြောလို့ရမယ်တော့ပါဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါယူတော်မြတ်ကဒါကျွန်တော်တို့တာမန်တမန်ငါရှန်ငါပွဲတပွဲလို့ဒါသုံးခုပြတ်နိုင်သွားတဲ့ပွဲတပွဲလို့ခင်ဗျာသတ်မှတ်ကြမယ်ဒါပေမဲ့လက်ရှိမှာဒီအသင်းကိုကြည့်မယ်ရောဘတ်ဆန်ချက်စီကိုမိတ်လိုက်မယ်ဆိုရင်ဒီအသင်းမှာလူငယ်တွေနဲ့တောက်ပနေတဲ့သူတွေခင်ဗျာတွေ့ရမယ်ချောက်ဘက်တို့ခနာချို ကျွန်တော်ပက်ဒရိုနက်တိုကိုက်စီတို့အန်ဆိုဖန်နန်ဒက်ဒီဘဲတွေကလက်ရှိမှာကျွန်တော်တို့ဒါချက်စီအစ်စ်နဲ့မြင်နေတွေ့နေရတာများလို့သာလူကြီးတွေလို့သတ်မှတ်ပေမဲ့တကယ်တမ်းဒီဘဲတွေကချာတိတ်လေးတွေပဲရှိရဲချက်စီအစ်စ်ကလက်ရှိမှာဒါကျွန်တော်တို့ကျွန်တော်တိတိလောက်ပြောမယ်ဆိုရင်ဒါပရီးမီးယားလိဂ်မှာအသက်ငယ်ဆုံး squad တွေထဲကတစ်ခုဖြစ်တယ်ရုပ်ရည်ကြည့်လိုက်မှာဒီအုပ်စုအဖွဲ့ကဒါကျွန်တော် veteran တို့အုပ်စုအဖွဲ့လို့ဒါခန်းစားရတဲ့ vibe မျိုးရမယ်ရတယ်ဆိုလဲဒီကစားသမားအဖွဲ့ကလူမှုခန်းစားအောင်ပေးရတယ်ဒါပေမဲ့အန်ဆိုမိုရက်စ်ကသာတည်တည်ချာချာညံသုံးတယ်ဆိုရင်အသင်းကဘယ်လောက်ထိကောင်းလဲတော့ဒီနေ့ပွဲစဉ်မှာအတိုင်းသာထပ်ပြီးတွေ့ခဲ့ရတယ်ခန်းစစ်ဘိုင်းကခန်းစစ်ဘိုင်းလှုပ်လို့မယ်ဒါကျွန်တော် full ဘက်တွေကဖူဘက်လို့လုပ်ပြီးတော့ဂူစတိုလို့ဒါကျွန်တော်တိုက်စစ်အာတန်ခဲ့မယ်ဆိုရင်ဒါသူ့အနေနဲ့ဒါပြန်ကြည့်မယ်ဗျာဒီနေ့ပွဲမှာဘာနဲ့သွားတူတယ်အဲဆိုမိုရက်စ်ကလည်းတစ်ချက်တစ်ချက်လက်ရှိမှာအာစနယ်ကဒါကျွန်တော်တို့ဂျူရီယန်တင်းမာတို့ကာလာဖီယိုရီတို့ကိုတုံးတဲ့ပုံစံမျိုးဒါသူ့ရဲ့ဖူဘက်တွေကိုတုံးတဲ့အဓိကဂူစတိုပဲပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ဒါဟိုအာဒီဒါ တီထွင်ခဲ့တာမှမဲ့ဒါကျွန်တော်မျက်စိထဲမှာမြင်တာပဲပေါ့ဗျနော်ဒါကျွန်တော်မနစ်ကဆိုလေဒါဂျူရီယန်တင်မတို့ကာလာဖီယိုကြီးလို့ဆိုဆန်နာဖောကဒီနီကိုရောက်တာကိုတွေ့ရမယ်ဒီနေ့ပွဲစံမှာဒီဒီပုံစံတိုင်းပဲဂူစတိုနဲ့ဒီဆန်နာဖောကဆန်ဆန်ဒါကျွန်တော်တစ်ချက် movement နေမှာဒါကျွန်တော်တို့ရှေ့ထိရောက်ပြီးဆန်နာဖောဘလေးတွေပါတွေ့ရတယ်မှာပါတယ်အဲ့တော့ပြောချင်တာရှင်းရှင်းလေးတစ်ဖက်အသင်းက ံစစ်ကိုအလွန်ကြုံပိတ်ဆော့ပြီးလိုဘလော့ဆော့မယ်ဆိုတသင်းလုံးကတိုက်ဆက်ဖော်မရပြောင်းပြီးအဲ့တသင်းလုံးကတိုက်အဲ့တော့ခံစစ်မှာဒါရှာလိုဘာနဲ့ဖူဗာနာကငွေတွေက PC ဖြစ်တဲ့ဒါကျွန်တော်တို့ခံစစ်ကစားသမားတွေဖြစ်တဲ့ကြောင့်တပတ်က counter transition ပြန်လာမယ်ဆိုလဲအဲ့ဒီ counter transition ကိုပြန်ပြီးတော့ရက်တက်နိုင်မဲ့စန်တာဘက်ကစားသမားတွေဖြစ်တယ်ဒါပြင်ကိုင်စီတို့ကိုယ်တိုင်က left ကျွန်တော်တို့က left back ကိုတော့ကျွန်တော်တို့ inverted ဝင်ဝင်ပြီးတော့ Enzo Fernandez ကို right back ကိုပြန် inverted ဝင်လို့ရတဲ့ပုံစံရှိတယ်ပြောချင်တာဒါ Cucurella နဲ့ Gusto နဲ့နှစ်ယောက်ကအရှိကိုလွန်ကျွတ်တတ်သွားချိန်မှာ Kaisu နဲ့ Fernandez ကဒီနေရာမှာနေခဲ့တယ်တခါခါကြာရင်ပြန်ရှင်းတယ် Kaisu တို့ကိုယ်တိုင်ကတက်ဆန်တာပဲပုံစံမျိုးနဲ့ CCB အလဲမှာဝင်ထိုင်ပြီးတော့ LCB ကို Shallow ကပေးလိုက်တယ် RCB ကို Fofana ပေးလိုက်အဲ့တော့ဒီနေရာမှာ Kaisu တို့ရဲ့ဒါကျွန်တော်တို့ game အပေါ်မှာတကယ်ကို influence ဖြစ်မှုကဒါကျွန်တော်ရုပ်တရက်ကျွန်တော်တို့တစ်ချိန်က basket ကိုပြောခဲ့တယ်လို့ပဲဒါပွဲတစ်ပွဲလုံးကိုကြည့်နေရင် Kaisu ကိုတစ်ချိန် ကောက်ကစီတို့ကိုအနေနဲ့များမတွေ့ကြမှာတွေ့လိမ့်မယ်။ဒါပေမဲ့ကိုက်စီတို့ကိုကြည့်နေရင်မပွဲတစ်ပွဲလုံးကိုတွေ့မယ်ဆိုဒီလိုမျိုးပွဲစဉ်တွေကိုခဏတွေ့ရမှာဖြစ်ပါတယ်။အခုနောက်ပုံစံပဲနီးပြအုံနောက်ကောင်းအန်ဆိုမိုရက်ကအုံနောက်ကောင်းပြီဆိုခုနကကလပ်ဘောကက်မှာ PSG လိုအသင်းမျိုးတော့နိုင်နိုင်နဲ့နေထားမှာရှိတယ်။ဒါဟာရှစ်ရှစ်လေးပဲ100%ပဲ။ဒါပဲဒီနေ့ပုံစံမှာဒီလိုပုံစံမျိုးပဲ။အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်လက်ရှိ Chelsea အသင်းနဲ့ဝယ်ထားကစားသမားတွေအကုန်လုံး performance ပိုင်းကပြတ်ထားခဲ့ပြီဖြစ်တယ်။ဒါ Chelsea page က local page ကရေးထား Liam Delap တယောက်ပဲကြာ။ဒါပေမဲ့ကျွန်တော် pressure အလိုက်မပေးပါဘူး။ Liam Delap ကလက်ရှိမှာဒါ Chelsea အသင်းကိုယ်တိုင်ကလည်းဒါကျွန်တော်တို့အရင်ကြီးအားကိုးပြီးဝယ်ခဲ့တာမဟုတ်ဘဲဒါအသင့်သုံး ပုံစံမျိုးပုံစံမျိုးဝယ်ခဲ့တာမဟုတ်ဘဲနဲ့သူတို့အနေနဲ့ Switch တောင်ကနေစာချုပ်ပြတ်သိမ်းခြင်းနဲ့ဝယ်ခဲ့တဲ့ပုံစံမျိုးသာရှိကြကျွန်တော်က pressure အရင်ကြီးတော့မယ်ဒါပေမဲ့ Java Battle နဲ့လက်ရှိမှာလူတွေဝေဖန်မှုကလက်ရှိမှာ Premier နှစ်ပွဲဆက် Go ပါဝင်ပတ်သက်မှုရော Go သွင်းမှုကိုလုပ်ပြနိုင်ခဲ့တယ် Alejandro Garnacho လက်ရှိမှာ form account ဆိုရင်တွေ့ခဲ့တယ်တစ်ဖက်က Who ဝသိန်းဒီတိုင်းဆိုကျွန်တော်ခမရတို့ personally ပြောလို့ပဲ Who ဝသိန်းကဒီတိုင်းဆိုရင်တော့ဒါကျွန်တော်နီးပြအစ်စ်ကိုမရှာသွေးတွေ့ခဲ့ Rob Edward ကိုလုတော့မယ်လို့ကြားတယ်ဒါပေမဲ့ ကျွန်တော်တော့မထင်ဘူးဒီပုံစံဒီလူစီလူစီရင်ကိုတန်ကခြာနေတာဥပမာပြတာကျွန်တော်မနစ်ကဆိုစတရန်လာဆန်ဘာလို့ကောင်းလဲမတီးယက်စ်ခွန်နာရှိလို့ကောင်းတယ်ဒီနေရာမှာတော့ကျွန်တော်ကွင်းလဲမှာတော့ကျွန်တော်လမီနာနဲ့ဒါကိုမယ်အခုလက်ရှိမှာလမီနာလည်းမရှိတော့ထင်တယ်အသိပြောင်းသွားပြီထင်တယ်ဒါလက်ရှိမှာခန်စင်ပိုင်းမှာလည်းကျွန်တော်ဒါဥမာဆိုရင်အဲ့လိုရမရှိတော့အဲ့တော့ပြောချင်တာဗျာသူတို့ရဲ့အကောင်းဆုံးကစားသမားတွေမရှိတော့အသင်းသင်းနေနေဒီအသင်းကဘာဆက်လုပ်မှာလဲပြီးတော့ခုနကပြောဆိုပေခွန်ညာကလက်ရှိဒါကျွန်တော်တို့တော်တော်လေးကိုကောင်းတဲ့ကစားသမားတယောက်နေတယ်ဝူဖ်ကလေပြဿနာအဲ့ဒီကစားသမားရဲ့အစားပြတ်မထူတဲ့ပြဿနာတော်တော်လေးကိုဆူတယ် ်လက်ရှိမှာပရီးမီးယားလိမှာခင်ဗျဆက်လက်ပြီးရပ်တည်ခြင်းနဲ့ခင်ဗျကစားသမားတယောက်ကိုရောင်းပြီးဆိုအဲ့ကစားသမားနဲ့နည်းနည်းလေးပြန်စင်တူတဲ့ကစားသမားတယောက်ကိုခေါ်ရလိမ့်ရှိတယ်။ဥပမာမမဲ့ရဘိုးမောင်တင်အခုလက်ရှိမှာကျွန်တော် exam ပေးပြမှာနော်။ခန်းစစ်ပိုင်းမှာဒါကျွန်တော်သူတို့အနေနဲ့ခေါ်ခဲ့တဲ့ကစားသမားတွေရှိတယ်။အဲ့ကစားသမားတွေကကောင်းတယ်။ဥပမာလက်ရှိမှာဗျဘိုးမောင်တင်ဆိုလန်းကီကိုစပါးတင်ကိုဈေးကြီးကြီးနဲ့ရောင်းတယ်။သူတို့ဈေးကြီးကြီးနဲ့ event နဲ့စင်ကိုပြန်ဝယ်တယ်။ at least အဲ့လိုပုံစံမျိုးလုပ်အောင်မယ် who အသင်းကလက်ရှိမှာပိုင်ရှင်ကပတ်စံရှိပြီးဆောက်သုံးမကြဘူးဆိုတော့အသင်းကဒီအသင်းနေထဲမှာပါတယ်အဲ့တော့ who အသင်းကဒီတိုင်းဆိုရင်ဒီနှစ်မှာတန်းဆင်းဖို့တော့ရာခိုင်တို့အများဆုံးတော့အသင်းတစ်သင်းဖြစ်လာခဲ့ပြီတကယ်လို့ဆင်မကောင်းပေမဲ့အခုလက်ရှိမှာသူ့ပိုင်ရှင်နေဆောက်ဆိုးမပြေတော့ဒီအသင်းကဒီလိုမျိုးခံစားနေရတာ one day လို့ပြောရတယ်ဘာမှမလုပ်ဆန်ဘူးအဲ့တော့ဒီလိုမျိုးအသင်းနဲ့တွေ့ပြီးဆိုတော့ဒီနှစ်မှာဒါကျွန်တော်ခုနကပြောလို့ပဲဒါမနစ်ကဒါကျွန်တော်တို့ဟိုတန်းဆင်းဆုံးကအသင်းနဲ့တွေ့ပြီးဆိုအများနဲ့လို့လို့ဒါအသာစီးရတတ်တဲ့ဒါကျွန်တော်တို့အသင်းနဲ့တွေ့ပြီးဒီအသင်းကခံမယ်အဲ့တော့ကိုရင်နဲ့တော့ဒီ who အသင်းတွေ who အသင်းကဒါ spy အိမ်ကမှအများဒုက္ခပေးတယ်မဟုတ်လို့ဒုက္ခ ပေးသွားတယ်ဒါပေမဲ့လက်ရှိမှာဟူအသင်းရအရမတ်ဆူနိုင်ဆိုတာနှစ်မှတ်ပဲရှိသေးတယ်တော်တော်လေးကိုအချိန်နေဆိုရတယ်မှာပါအဲ့တော့ဒီအသင်းကတေချာတစ်ခုကဟူအသင်းကနီးပြ Rob Edward ကတခုခုသာမလုပ်ပြနိုင်ရင်တော့လုံးဝ10ဆင့်ဖို့အတွက်100%တေချာသွားပြီဒီဘောလူးဒီလူးစီရင်ကပြပြတ်ပါလို့ပဲလက်ရှိမှာ Chelsea အသင်းပြလှုပ်ချင်နိုင်ကို Chelsea အသင်းကောင်းတာလည်းပါနော်ဟူအသင်းညံ့တယ်လို့ဘူးညံ့တယ်ပေမဲ့ Chelsea အသင်းကိုယ်တိုင်လည်းကောင်းတယ် Enzo Moreira ကရှင်းပြီးသားသူ့အနေနဲ့တစ်ဖက်အသင်းကသူ့ကိုမလန့်နိုင်အောင်လုပ်ဖို့အတွက်သူကဒီနေ့ပေါ်မှာ plan လုပ်ပြီးသား နေတိုကနာချူခမရအိတ်တောင်မှနှကောင်ယူနေတာဘာမှလုပ်လို့မရသိလားဟိုဘက်ကဝင်းဘက်နှကောင်ဘာမှလုပ်လို့မရဆန္ဒဘက်ဘယ်မှာသူတို့ကျွန်တော်ထင်တာပေါ့နော်ဟုတ်ဘင်း game plan ကျွန်တော်ထင်တယ်3ဘက်နဲ့ဒါကျွန်တော်ခန့်စစ်ကိုလောင်းထိမယ်ဘောလုံးပြန်ရတဲ့အချိန်မှာဝုန်းဆိုပြီးဒါ long ball နဲ့တို့ strandler sand ကိုပြန်ထိပြီးတော့ဝင်းဟင်းရဲ့ဒါကျွန်တော်တို့အမြန်လုံးနဲ့သူပြန်ပြေးခိုင်းမယ်ခမရလေဖိုပါနာရှာလိုဘာကိုက်စီတို့၃ယောက်တန်းချလိုက်တဲ့အချိန်မှာဒီနှစ်ယောက်ကဘာမှကိုလုပ်လို့မရတော့တာ အဲ့ဒါကအသက်ပဲတခါကျခုနပြောလို့ပဲဒါကျွန်တော်တို့ Anson Morris ကနေ overthinking လို့ပဲနဲ့ simple as term ကိုပြန်သွားမယ်ဆိုရင်အရင်အလုပ်ဖြစ်တာကိုဆက်လက်ပြီးတွေးရမယ်တဲ့မှာပါတယ်။ Chelsea တင်းရဲ့လက်ရှိမှာရှင်းပါတယ်လူစည်းရင်းလည်းရှိတယ်။နော်လုတ်ပြနိုင်ဆိုလည်းရှိအခုလက်ရှိမှာလည်းအစ်စ်နေရောက်နေတယ်ရှင်းရှင်းလေးအဲ့တော့ကျွန်တော်အနေနဲ့ခုနပြောတခါကျ Anson Morris ကနေအလွန်ကြုံကြီးစဉ်းစားပြီးတော့ဟာငါတို့ကဒါခုနပြောတယ် plan B ထား ပလန် A မဖြစ်ဘူးပလန် B ဒါအဲ့ပလန် B အလုပ်ဖြစ်ဖို့ရင်းချင်ဒီနေ့ပေါ်မှာပလန် A တခါရဲ့လုပ်ဖြစ်သွားတယ်အေးပလန် A လုံးမဖြစ်ဘူးပလန် B အလုပ်ဖြစ်ဖို့အတွက်ဒါ CEO ကျွန်တော်ဒါ Chelsea တင်အလုပ်ဖြစ်မယ်ဒါပြောစရာမလိုဘူးလို့ကျွန်တော်လည်းမြင်တယ်မိတော့ပင်စူစီကမူလက်ရှိနောက်ဆုံးရ update သတင်းတွေက Chelsea တင်ကဒီနှစ်ဆောင်ရသည်မှာလေလူတွေကိုထပ်ဝယ်အောင်မယ်လို့လည်းသိရတဲ့နေရာမှာပါပါတယ်အဲ့တော့လက်ရှိဒါကျွန်တော်တို့ Chelsea တင်နဲ့ Body Blue ဆက်ဖြစ်မယ်ချက်တော့စောင့်ကြည့်ရမယ်တဲ့နေရာမှာပါပါတယ်ဒါပေမဲ့ဘယ်လိုပြော Chelsea တင်ဒီနေ့ပေါ်မှာ100%တော့မဲ့ရတဲ့ဒီတက်တောင်မှာပို့ပြီးကိုပြပြီးဒါဇင်ဝတ်တောင်တွင်းနိုင်တဲ့အခြေအနေမျိုးကိုဒီနေ့မှာဖန်တီးခဲ့တယ်လို့ပဲမြင်တယ်100% Chelsea ီးသင်းနဲ့ဒီနေ့ပွဲစဉ်နိုင်ပွဲနဲ့ထိုက်တန်ခဲ့တယ်။ဒီတိုင်းဆိုခုနပြောခဲ့သလိုပဲဟူဝသင်းကတော့လုံးဝလုံးဝတန်းဆင်းပြီလို့ပဲကျွန်တော်အနေနဲ့မြင်ပါတယ်။လောက်ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုကြတဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။များများလေးလည်းကလပ်ဖို့မမေ့ကြပါနဲ့ဗျ။များများကလပ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်တော့နေ့လေးနေ့ဖြစ်ပါစေ။စုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AA စစ်စစ်တွေ့ကြရပါဗော။ဒီပါဗျ။